Premier League ပွဲစဉ်ကို Arsenal နဲ့ Crystal Palace မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှူအနေကျူပါရယ်ကျွန်တော်ကိုခတ်မှာစူပါဆန်နီရဲ့ည၈နာရီခွဲမှာရှင်ပြိုင်ကစားမဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲလေးဖြစ်ပွဲကြီးပွဲကောင်းတစ်ပွဲလေးဖြစ်တဲ့အာစတန်နဲ့ခရစ်စတပယ်လစ်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုတ်သွားကြပါတယ်အဲကီးပွိုင်းစ်လေးဆွဲထုတ်ကြည့်အောင်အာစတန်အသင်းကိုတားဆီးဖို့အတွက်ကဒီချိန်မှာတကယ်ခတ်တယ်ကျွန်တော်တို့အာစတန်ကိုဘက်ကန်ပြီးရွေးခဲ့တဲ့ ပွဲမျိုးလေးတွေရှိပါတယ်။အနည်းစဆုံးပြောမယ်ဆိုရင်အတလက်တီကိုမက်ဒရစ်ပေါ့။တကယ်အီတီကိုကျွန်တော်ကြိုက်ခဲ့တာပါ။ဝမ်ဒီကတော့ရုပ်ပေါက်တဲ့အကျော်ပေးမှုမြည်တော့ပင်ဆိုစီကမှုငါတို့ကတီကိုကွာဆိုပြီးတွေးကြော်ခဲ့တာပါ။တကယ်ကစားတဲ့အခါမှာတော့ဒီကိုဆိုင်မွန်နီပြောသလိုကျွန်တော်တို့တစ်ချက်ပဲမှားသွားတာတဲ့။ဘလို့ပဲမှမှားဟိုကဂိုးပြက်ကိုဖုတ်တာ။အဲ့ဒါကြောင့်အာစနယ်ကိုဘက်ကန်ဂျင်တဲ့စိတ်ရှိရင်တောင်မှမနေ့ပြန်တွေးနေရ။ပြောချင်တာအခုဘဲလီစတန်ပွဲလေဘက်ကန်ဂျင်စိတ်လေးတော့ဖြစ်မိတာ။ဘာကြောင့်လဲ။ဂလက်စတာနဲ့ ပဲလစ်ကဒီနေ့ရသည်ဘလောက်ထိအမြင့်ပြန်တန်းခဲ့လဲအားလုံးလည်းသိမှာပေါ့ပဲလစ်ရဲ့စွမ်းဆောင်ရည်သည်ရှုံးမဲတဲ့ဘွဲမကြုံတွေ့ခင်အချိန်ကာလအထိ အကောင်းဆုံးအနေထားမှာရှိခဲ့တာအသင်းမှာရှိတဲ့ကစားသမားတွေကလည်းနားလည်မှုအားကောင်းကောင်းနဲ့အသင်းဖြစ်ဖြစ် level 2အသင်းမျိုးပဲဖြစ်ဖြစ်တီးမယ်ဖြုတ်မယ်ဆိုတော့အခြေအနေမျိုးကြီးလန်နဒါဘီလည်းဖြစ်တယ်အာစတန်ကိုလည်းသူတပြန်ကိုတပြန်ရှင်ပြိုင်ကစားနိုင်မယ်ဆိုတော့အတွေ့အမျိုးလေးရတော့ရှိပါတယ်ကျွန်တော်တယောက်တည်းမဟုတ်တော်တော်များများလည်းရှိမှာဒါမဲ့ပြန်စဉ်းစားကြည့်တဲ့အခါမှာအတိဒါတို့ကတကိုးသေးကြတယ်ဗျအဲစကားကိုကျွန်တော်ပြီးခဲ့တဲ့ Premier League ပွဲစဉ်ရှစ်မှာတော့ကလည်းပြောပါတယ်ဖူလန်နဲ့သူတို့ကစားခဲ့တယ်တကိုးသေးကြရယ်လေတကိုးနှစ်အထက်သွင်းမလားမသွင်းမလားပဲတစ်ချက်ကြည့်ရမယ်လို့ဒါမဲ့အချိန်တန်ရင်တော့ Aya. Ah, yeah. အလိုလိုကိုယ်တွေပုံစံတစ်မျိုးမဟုတ်တစ်မျိုးကနေရသွားတာပဲကစားကွက်တွေစိုးမိုးပြီးတော့ position တွေတပြုတ်ကြီးယူပြီးဂိုးတကိုရဖို့ခက်ခဲနေတဲ့အသင်းမျိုးတွေမှာ Arsenal ပါမနေဘူးအသင်းတစ်သင်းက viewer မျိုးစုံနဲ့ကစားတက်ပြီးနိုင်ပွဲတစ်ပွဲရဖို့ဆိုတာတိတ်မခတ်တော့ဘူးတလောက O'Hara ပြောခဲ့တဲ့စကားလေးတစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်အနေငယ်ဖြည့်ဆွေးနွေးခြင်းနဲ့ပေါ့ Arsenal ရတဲ့ဒီလက်ပစ်ဘောတွေ goal box တွေကိုပြစ်သွင်းပြီး EPA ရဲ့ကစားပုံကစားကွက်အလှပောက်ဖြစ်စည်းနေရဘာညာပေါ့နော်တကယ်တော့ EPA ကကစားပုံကစားပောက်လှတယ်ဆိုတာကျွန်တော်တို့ကြည်ခဲ့ရသလား ောက်လာလီဂါတို့စီးရီတို့လောက်မလှဘူးဗျသူဘလို့လှလဲတော့မပြောတယ်ဘူးပြိုင်ဆိုင်မှုကတော့ပြင်းထန်တယ်အရင်တည်းကတခြားလိတွေတည်းပြင်းထန်ကောင်းပြင်းထန်လိမ့်မယ်တိုးတော့အဲ့လိုနီးစနစ်ပိုင်းတခြားအနေကစားကွက်အလှပဘာညာ ပေးပြီးကစားတာကျွန်တော်အရင်တော့အီတလီစီးရီးမှာကြည့်ခဲ့ရဘူးတယ်အသင်းလိုက်ဟန်ချက်အရန်လာတာကစားပုံတွေကဟိုတက်ကယ်ပစ်တာအစရှယ်ကြီးတွေဘောင်းနေချင်းတွေကနေပစ်တာနောက်လာလီဂါဆိုလဲထိုနီးတူမျိုးရဲ့ဒါပေမဲ့ EPL ဒီခွန်အားကိုအသုံးပြပြီးကစားတယ်ထိရောက်မှုကိုအသုံးပြပြီးကစားတယ်ဟိုးရင်ကလေးကဘောလုံးရရနဲ့ဆွဲပြေးပြီးတော့ဂိုးဘောက်စ်တဲကိုနော်ဥတီတဲ့ကစားတဲ့ဟန်မျိုးတွေစော့တဲ့အသင်းတွေဒူးနဲ့ဒင်းဒရိုက်ပတ်စ်တွေပေးပြီးတော့ဘောလုံးကစားတဲ့အသင်းတွေရှိတယ်ဘစ်တက်တွေကွင်းလယ်မှာတိတ်မတဲတော့ဘူးကဲဘောလုံးရလာရရင်ရှိကိုကန်တယ်အဲ့ဒီပုံတံတွေမဲ့ EPL ကစော့ခဲ့တာပါအဓိကအဓိ ကတော့ထိရောက်မှုဟန်ကိုပဲဥတီကစားခဲ့တာဖြစ်ပါတယ်ဒီလိုကြောင့် O'Hara ပြောတဲ့စကားကိုတော့ကျွန်တော်ကလက်မခံအာဆင်နယ်ဖြည့်ဆည်းတာလည်းမဟုတ်ဘူးလက်ရှိ EPL ရဲ့ trend ဟောအဲ့လိုဖြစ်နေအတင်းတိုင်းလိုလိုလည်းလက်ပြဘောကနေเนาะ Paul Stey ကိုမြောက်ပြီးကိုးရဖို့အတွက်အားကိုးတယ်ဒီထဲမှာ အတိဒါကတော့လူလေအကြဆုံးပေါ့ဗျဘလို့နီးနဲ့သူတို့ဂိုးရအောင်လုပ်ရမလဲကောင်းသွားနားလဲသဘောပေါက်တယ်အဲ counter attack တွေကနေကစားမယ်ဆိုရင်လေ martinelli တို့လိုမျိုးပြေအားကောင်းတဲ့သူတွေရှိတယ်ဂျားထဲမှာ declan rice တို့လိုနော် az တို့လို true pass တွေပေးနိုင်တဲ့ player မျိုးတွေလည်းရှိအကုန်လုံးကအတိဒါရဲ့ဂိုးရခြင်းတယ်ဆိုတဲ့ပုံစံကိုအကုန်ပုံဖော်ပေးမဲ့သူတွေအဲ့ဒါ arsenal အားသာချက်ပြဒါကျွန်တော်တို့ hype ပြောတာလည်းမဟုတ်ပါဘူးရှေ့ကန်ရတဲ့ပွဲစဉ်တွေဘလို့လေကြည့်ပြမှာပါအဲ့အတွက်ကြောင့် palace ကိုကြိုက်ချင်တော်냐လဲ arsenal ကိုဘက်ကန်ချင်တော်냐လဲကျွန်တော် ောင်းမှမကန်ရဲဘူးနောက်ထပ်တစ်ပိုင်းကအာစတန်ဒီအခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေပေးကိုအရန်နေတယ်ဗျ၃ဂိုးပဲပေးခဲ့ရတယ် ကျွန်တော်တနေ့ကလည်းအဲ့ဒီပိုင်းဆွေးနွေးပြီးသွားပါပြီ။ဒါကအာစတင်အကောင်းဆုံးအချိန်ကာလတွေမှာကောင်းခဲ့ပါကြီးရဲ့ဆိုတဲ့ numerical တွေထက်ကိုပိုကောင်းတယ်။ထားပါတော့2003 2004ရွှေဖလားရတဲ့အချိန်ကာလကိုဘေးဖယ်လိုက်2023 24တုန်းကအာတီတာအရန်ခံနာခဲ့တဲ့အချိန်ကာလတခု Man City နဲ့ EPL တိုက်တယ်ကိုပြိုင်တယ်။အဲ့ဒီအချိန်ကာလထက်ကိုကောင်းတယ်။ဆိုတော့ကျွန်တော်တို့တခုပဲအာရှရဲ့အကြောပေးမှုတွေကအာစတင်လိုအပ်တဲ့သွင်းကူပမာဏနဲ့အထက်ရပါမလားပဲကြည့်ရအောင်။ Okay အဲ့တော့ကျွန်တော်နောက်တဲ့ segment တခုကို test switch မယ်။အာရှရဲ့အကြောပေးမှုဘယ်လိုရှိလဲ။အာစတင်ရဲ့အကြောပေးမှု ကတော့တလုံးတဝက်ရှုံအပြင်ရှုံဆိုရင်တော့ကျွန်တော်အာယူဘက်ကမနေရတော့ဘူးလीတလုံးပြေရှုံကြတော့ shock ရှိတလုံးတဝက်ရှုံကြတော့အနည်းငယ်စွန်စားကြည့်ရင်စွန်စားလို့ရတယ်တရေမကြရင်ရတကယ်လို့အာကြီးတကိုးတည်ကြရဲဆိုရင်နှစ်ကိုးသွင်းမလားအဲ့တကိုးတဲ့နဲ့ပွဲပြီးသွားမလားပဲကြည့်ရဒီပွဲကတော့ခက်ခဲနိုင်တဲ့အတွက်တကိုးတဲ့နဲ့ပြီးသွားဖို့ များတယ် percentage အတွက်မယ်ဆိုရင်75%လောက် Austin က1 C 2 1လောက်နဲ့ထိန်းကန်ကတ်နိုင်သွားတဲ့ပုံမျိုးဖြစ်နိုင်တာဖြစ်နိုင်တာကိုပြောတာနော်ဒါပေမဲ့ Janet 25%မှာ Atletico Madrid ပွဲစဉ်တုန်းကလိုမျိုးဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့မိကုန်းနေကျွန်တော်တို့ဖြေရလိမ့်မယ်ဖြစ်သွားနိုင်တာပေါ့အဲ့ဒါကြောင့်တကူသွင်းပြီးတော့တဝက် ဆုံးရှုံးခံနိုင် Palace ကိုအားပေးတာထက် Arteta တို့ကိုအားပေးတာပို့ပြီးတော့လုံခြုံစိတ်ချလိမ့်ဒီပွဲမှာတော့ကျွန်တော် Arsenal ကို handicap ပြရွေးချယ်ချင်ပါတယ်တူတယ် းနဲ့တစ်ချက်ပြန်ချိန်ကြည့်အောင်တူတယ်ကိုကတော့သုံးလုံးတဝက်ပျော်ရွှင်ွေးပေးရပါတယ်ဒီတူတယ်ကိုမျိုးဒီအန်ဒါသွားဖို့များတယ်အန်ဒါဆိုရင်အာကြီးကိုမပေးဘူးဗျာ1 2 3ဆိုတော့ ပုံတံမျိုးကဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ခက်မန်းတဲ့ win probability ပေါ့နော်အဲ့ဒီ percentage တွေကတကယ်တမ်းဖြစ်နိုင်ခြင်းများပါတယ်25%လောက်နဲ့ရင်ခုန်ခြင်းနဲ့ဆိုရင် AI ကတော့လုံးဝရွေးချယ်တင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်ခင်ဗျဒါမှမဟုတ်ကျွန်တော်တို့ကြိုတင်ပြီးတော့တဝက်လောက်ဆုံးရှုံးခံရမယ်ဆိုတော့ဆုံးရှုံးမှုလေးတွေကိုလည်းထက်တွက်ထားဖို့လိုပါလိမ့်မယ်ကဲနောက်တစ်ပိုင်းဒီနေ့သင်ကြားတဲ့ဟာကိန်းဂဏန်းအချက်အလက်တွေဆက်လက်ဆွေးနွေးကြအောင်ထူးခြားပါတယ် head to head ထိတိုက်တွေ့ဆုံမှုတွေမှာ pair list တွေနောက်ဆုံး6ကြိမ် AI ကိုတစ်ကြိမ်မှမနိုင်ထားဘူးတစ်ကြိမ်မဲ့သူတို့သိကြခဲ့ဘူးတယ်အဲ့ဒီသိ ရေကျခဲ့တဲ့ခုနှစ်ကတော့ပြီးခဲ့တဲ့ဘောလုံးရသည်ဒုတိယအကြော့မှာတရေကျခဲ့တာဖြစ်ပါတယ်ဘောလုံးရသည်ပြီးကန်ပြီပေါ့နော်အဲ့ချိန်ကာလမှာအာစတန်ကလည်းဒီ EPL တိုက်တဲ့ reason တွေကနေတွေ့ဖယ်သွားပြီဗျာတူတူဆိုတဲ့ရလနဲ့တရေကျခဲ့တာပါဒီမတိုင်ခင်၅ချိန်မှာတော့အာကြီးကပဲတောက်လျှောက်ဖြုတ်ခဲ့ပါတယ်ထူးခြားချက်နောက်ထပ်တစ်ခုရှိပါတယ် ဒီဟတ်တူကထိတ်တိုက်တွေးဆမှုတွေမှာတစ်ချိန်ပဲတိုတယ်ကိုအ ਨੇ ဖြစ်ခဲ့ပါ။ချန်တဲ့အချိန်ကြီးအတွက်ဒီမှာ415032 5122ဆိုတဲ့တိုတယ်ကို over တွေကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့အခုအတေတာသွားတဲ့ပုံကဂိုးသွင်းတာထက်ဂိုးမပေးရရေးစူးစမ်းပြီးတော့အမှတ်စုဆောင်းနေတဲ့ပုံတံတန်ဖြစ်တဲ့အတွက်ကြောင့်ဟာဟတ်တူကမှတောက်လျှောက်ဂိုးတွေတွင်းလာတယ်ဒီပွဲလဲတိုတယ်ကိုများနိုင်တာပဲဆိုပြီးတော့တွတ်လို့တော့မရတာအမှန်ပါပဲ။ကဲနောက်ထပ်တစ်ပိုင်းအာစတန်နောက်ဆုံး6ပွဲဆက်ရလတ်။အာစတန်ဒီနောက်ဆုံး6ပွဲမှာ6ပွဲလုံးကိုနိုင်ထားပါ ါတယ်ဗျာ။ Port Vale ကို2စီ၊ Newcastle ကို 2-1, Olympia Cos ကို2စီ၊ Watson ကို2စီ၊ Fulham ကို1စီနဲ့ Tico ကို4စီဖြစ်ပါတယ်။ဂိုးတွေကလည်းမပေးခဲ့ရဘူး။နောက်ဆုံး6ပွဲမှာ Newcastle United နဲ့တပွဲပဲသူတို့ဂိုးပေးခဲ့ရပါတယ်။ Newcastle ရဲ့ sorry တစ်ဖက်က Crystal Palace ရဲ့နောက်ဆုံး6ပွဲတဲ့ရလဒ်ကတော့ Everton ကို2-1နဲ့ရှုံးနိုင်ပြီးတဲ့အချိန်မှာ သူတို့ရဲ့ပုံစံလေးအနေငယ်ပြတ်သွားခဲ့တယ်လို့ပဲပြောရမှာဘုံမောက်ကိုကန်ကောင်းလို့တည်ကြတာတကယ်တော့ရှုံးမဲ့အကွက်နှစ်ပွဲဆက်ရှုံးမဲ့အကွက်အဲ့ဒါကြောင့်နောက်ဆုံး current form မှာ Palace ဒီတိုက်ပတ်နေတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်း Arsenal ရဲ့အင်ကွင်း6ပွဲဆက်ရလဲ Arsenal ဒီနောက်ဆုံးအင်ကွင်း6ပွဲဆက်မှာပွဲစဉ်အားလုံးကိုနိုင်ထားတယ်တပွဲပဲတည်ကြတာတည်ကြတဲ့ပွဲက Man City ကိုတည်ကြတဲ့ပွဲပါဒါတော့မှသူတို့ခံကန်တဲ့အတွက်တည်ကြသွားတာပေါ့နော်ကျန်တဲ့ပွဲတွေဆိုရင်ဂိုးမပေးရတဲ့ပွဲတွေနဲ့ကြီးပဲနိုင်ခဲ့တာဖြစ်ပါအင်ကွင်းကစားအယမ်းမိုက်ပါတယ်ဒါအပြင်အဲ့ဒီနိုင်တဲ့ပွဲတွေကလည်း တ်နိုင်တာမဟုတ်ဘူးအနည်းဆုံးတွင်းကိုနှစ်ကိုရှိတဲ့နိုင်ပွဲတွေပါတိုးတော့ပယ်လေးစီရဲ့အဝေးကွေးရက်ဇက်ကတော့အာစတယ်လောက်မကောင်းဘူးအေဗရန်ကို2-1နဲ့မရှုံးခင်အချိန်ကာလတုန်းကတော့မစိုးဘူးဗျဒိုင်နမို KF ကို Conference League မှာ2-0နဲ့နိုင်တယ်ဝက်ဆန်ကို2-1နဲ့နိုင်တယ်ဗလာကို3-0နဲ့နိုင်တယ်တိုးရမယ်အဲ့မတိုင်ခင်ရှစ်ပွဲတွေမှာတုန်းကတော့ဟိုဆွမ်းဆောင်ရင်ပိုင်းကအရင်ကောင်းနေတော့မဟုတ်ဘူးတည်ရနှစ်ပွဲကြာခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အိမ်ကွင်းဝေးကွင်းဆွမ်းဆောင်ရင်ရှင်မယ်ဆိုရင်လေအာစတင်ကအသာကြီးရနေတာကိုတွေ့ရပါဆိုတော့နောက်ဆုံးမှဗျူဟာပိုင်းချင်းကတ်မှုအနေနဲ့လောကျွန်တော်တခုတော့စိုးရင်လေဂလက်စနာက ခံစစ်ကစားပုံကြစ်ကြစ်လေးလေးနဲ့ဒီ defensive playing style ကိုလှောက်အောင်ကစားတတ်တယ်။သူတို့မှလည်းအဲ့လိုကစားဖို့အတွက်အရေးသွေးမြင့်နဲ့နောက်တန်း၃ယောက်ရှိတယ်။ကျွန်တော်တို့ကဒါ McGuire ကိုမြင်နေပေမဲ့တကယ်တမ်းတော့ Lacrosse နဲ့ Chris Richards တို့လိုကစားသမားမျိုးတွေကလည်းနောက်တန်း၃ယောက်မှာကစားပုံကောင်းတယ်။နောက်တန်း၃ယောက်ကိုတယ်လာပြီးဆိုကြတဲ့ကဒါ Beaten the Lions တွေမှာချက်အောင်ဆော့တဲ့ဆော့လိမ့်မယ်။အဲ့လိုဆော့ဖို့လည်းသူတို့ရဲ့အထိုင်ကစားသမားတွေကတယောက်က retain လုပ်တာကောင်းတဲ့ Adam Warden ဘောလုံးမရှိတဲ့အချိန်ရှိတဲ့အချိန်မှာပြိုင်ဘက်အသင်းကို delay လုပ်အောင်လုပ်နိုင်တယ်။ကိုတင်းရဲ့တ န်ဖို့ကိုလည်းအတင်ချလုပ်နိုင်တယ်မာကျော်မှုလည်းရှိတယ်ဘောပလင်းလုတ်ပေးနိုင်တဲ့ပလေယာပဲတပည့်ပိုက်ဖို့ဆိုရင်လည်းနောက်ထပ်ပလေယာတယောက်ကတော့သူကဘောဝင်နေလိုက်လို့ပေးမဲ့ပလေယာမျိုးဝဲဟူးစ်တို့ရှိမယ်ကာမာရာတို့ရှိလုံးဝအစီအစဉ်တကြားဖြစ်နေတယ်ဗျာအဲ့ဒီအပိုင်းတစ်ပိုင်းကြောင့်အာဆင်နယ်နဲ့ကိုရဖို့တော်တော်လေး ကတ်ခဲနိုင်တယ်ဝင်းဘတ်တွေကိုကြည့်မယ်ဆိုရင်လည်းမစ်ချဲရိုလိုမူနော့စ်တို့လိုပလေယာမျိုးတွေလက်ရှိအချိန်မှာဆွမ်းဆောင်ရေးပိုင်းအကောင်ဆုံးဖြစ်နေတဲ့သူတွေပြီးရင် drive pass တွေပေးပြီး direct counter attack ပုံစံမျိုးနဲ့ကစားတဲ့အချိန်မှာလည်းအရန်လှုပ်အားနှုံးကောင်းတဲ့ Ismaila Sa လိုပလေယာမျိုးပါနေတယ်လို့ Martita တို့လိုပလေယာမျိုးတွေပါတယ်အရင်က Valeria ရဲ့ Spain လူငယ်ကစားသမားဖြစ်ခဲ့မှုတဲ့ Pino တို့လည်းပါနေ Arsenal ကိုတော်တော်လေးဒုက္ခပေးနိုင်တဲ့လူစင်းစုဖွဲ့မှုနဲ့ကစားပုံအခင်းချင်းကိုကစားနိုင်ပါတယ်ဒီတော့ Arteta အနေနဲ့ Brighton Lions တွေမှာ pocket position တွေကောင်းအောင်ပဲတွားလို့မှာမဟုတ်ဘူးသိကြ တယ်။ဘောလုံးရပြီဆိုတာနဲ့ progressive passes တွေကိုပေးပြီးပဲအားပြုပါလိမ့်မယ်။ဒါကတနည်း နောက်ထပ်တနည်းကတော့သူတို့အားသာတဲ့ subspace တရားနဲ့ကိုးရဖို့အတွက်စူးစမ်းအားထုတ်မှုပြုပါလေဘလို့ပဲ viewer ဘိုင်းကစဉ်းစားစဉ်းစားအာစနယ်ကိုဘလို့ပဲခံကံမဲ့တွေးထားတွေးထားအာစနယ်တကူလောက်ရဖို့ကတော့သူတို့မှာမျောလင်းချက်မျိုးစုံရှိနေအဓိကအဲ့ဒီ sub play တွေပဲ sub play အရန်ကောင်းတယ်ဘယ်နာကနေဘလို့ကံကံသူတို့လေးချင်းနဲ့လေးချင်းမှုအရာကြီးတော်တော်လေးမိုက်နေကော်နာတစ်ချိန်ရရင်တစ်ချိန်ဆိုတော့ကိုးရဖို့အခွင့်အရေးရှိလက်ပြဘောတစ်ချိန်ရရင်တစ်ချိန်ဆိုတော့ကိုးရမယ့်အခွင့်အရေးရှိနေ free kick ရရင် တချိန်ဆိုတော့အဲ့ဒီ free kick ကအနေရရှိတဲ့အနေထားအဲ့တော့ဒီလိုအနေထားမျိုးတွေကနေတကူနဲ့ကပ်ဝင်ပြီးပွဲထိန်သွားဖို့ဆိုတာအချင်းနေအများကြီးရှိတယ်ဗျသူတို့နောက်တန်းအောင်လို့သူတို့ယုံနာပါတာပေါ့နော်ဆိုတော့အနစ်ချုပ်ပြီးတော့ရွေးချယ်ရမယ်ဆိုရင် Arsenal ရွေးချယ်တာကောင်းတယ်ဆိုပေမဲ့ Rick.UB ရွေးချယ်ရလိမ့်မယ်ကျွန်တော်ညီကိုတွေကိုအချိုက်အတင်းတော့ကိုရွေးချယ်ဖို့တော့ကျွန်တော်ကတော့အကြံပြုခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကတော့ Arsenal အတင်းကိုကန်ဆန်းခြင်းပါတယ်ခင်ဗျ